တွေကဒီမိုကရေစီလိုချင်တယ်ဆိုပြီးတော့ပေါ့နော်တိုက်ပွဲဝင်ဖို့အတွက်ကိုစစ်သွေးကြွတဲ့အချိန်မှာတိုင်းသားလက်နက်ကင်တွေကခေါ်သုံးချတယ်တိုင်းသားလက်နက်ကင်ဆိုတာရှင်တည့်ရတမ်းမြန်မာတပ်မတော်တိုက်ခိုက်လာခဲ့တာမြင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့သူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တက်ရန်ရှင်လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်မိဘပြည်သူများရှင်ကျမအနေနဲ့ကျမတို့ရဲ့ကျမတို့ရဲ့မျိုးဆက်ပေါ့နော်ဒါမြန်မာနိုင်ငံမှာဆိုရင် ဘသူမျိုးရဲ့သားမီးဖြစ်စေဒါကျမတို့နိုင်ငံမျိုးဆက်တည်လားကျမတို့အဲ့လိုမျိုးခံယူပြီးတော့ဆောက်ရှောက်ပေးတတ်ရတယ်ပေါ့နော်ကျတို့မျိုးဆက်နဲ့ပတ်သက်ပြီးတော့ကျမပြောနေရင်းနဲ့ပညာရေးကဏ္ဍကနေပေါ့နော်ပြောနေရင်းနဲ့နောက်ထပ်စဉ်းစားကြရတဲ့အခုပြောပြချင်ပါတယ်အဲ့ဒါပါလဲဆိုတော့ဗမာလူမျိုးလူငယ်တွေအကြောင်းကျမပြောချင်တယ်ပေါ့နော်အနည်းငယ်လေးပေါ့ရှင်ဆွေးနွေးသုံးသပ်ချင်ပါရှင့်ဗမာလူမျိုးတွေရဲ့တမိုင်းကြောင်းတွေကျမနည်းနည်းပြောပြမယ်နော် ဗမာလူမျိုးဟာဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့တိုင်းသားလူမျိုးတွေအနက်လူ့ရေအများဆုံးသောလူမျိုးစုတစ်ခုဖြစ်ပါရှင့်မြန်မာနိုင်ငံလူ့ရေရဲ့68.8%ရှာကန်တော့ဟာဆိုရင်ဗမာလူမျိုးတွေဖြစ်ပါရှင့်ဗမာလူမျိုးစုပေါ့နော်36တန်းခန့်လောက်ရှိပါရှင့်ဗမာလူမျိုးကလေဗမာလူမျိုးတွေဟာဆိုရင်မြန်မာပြည်အနှံ့မှာနေထိုင်ပြီးတော့မြန်မာနိုင်ငံအလဲပိုင်းနဲ့အေရီမြေဝန်းတက်လျှောက်မှာအများဆုံးနေထိုင်ကြပါရှင့်ဗမာလူမျိုးစုဟာဆိုရင်လူမျိုးစု6စုတူတူရှိပါတယ် ကတူးကနန်းစလုံးတောင်သာဒဝဲဖွန်ဗမာဘိတ်ရောလူမျိုးတွေဟာဆိုရင်ဗမာလူမျိုးစုတွေသာဖြစ်ပါရှင့်ကျမတို့ဗမာလူမျိုးစုမှာထင်ရှားတဲ့ပုံကိုယ်တွေအများရှိပါတယ်နံပါတ်1အထင်ရှားဆုံးကတော့ကျမတို့ရဲ့လွတ်လပ်ရေးဖခင်ကြီးဖြစ်တဲ့ဘိုးကျောင်းဆန်းဖြစ်ပါရှင့်ဘိုးကျောင်းဆန်းဟာဗမာလူမျိုးစစ်စစ်တယောက်ဖြစ်ပါတယ်ဒါပြင်ဦးဘိုးကျောင်းဆန်းရဲ့သမီးဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ကလည်းဗမာလူမျိုးတယောက်ဖြစ်ပါရှင့်ပြီးတော့ကုလသမဂ္ဂမှာအထွေထွေအတွင်းမှုချုပ်ဖြစ်တဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့ တမဝင်ပုတ်ကိုဥတ္တဟာဆိုရင်လည်းဗမာလူမျိုးတောင်ဖြစ်ပါရှင့်ဒါပြင်မြန်မာစာပေပညာရှင်ကြီးဖြစ်တဲ့ဆရာကြီးသခင်ကိုရောမိုင်းမြန်မာနိုင်ငံရဲ့ပထမဆုံးဝင်ကြီးချုပ်ဦးနုနဲ့အာဇာနည်ခေါင်းဆောင်ကြီးဖြစ်တဲ့သခင်မြဒီတို့ဥပချိုသခင်ဆိုးသခင်တန်းထွန်းတို့ကလည်းဗမာလူမျိုးတွေသာဖြစ်ပါရှင့်ဒါပြင်ဦးကျော်ငယ်ဒေါက်တာပမော်ကိုပဟင်ဥပဆွေဦးမြင့်သိန်းနဲ့ဘုံမှုချုပ်ကျော်စောဘုံမှုစိန်မှန်မြို့မဦးတန်းကျွဲဒေါက်တာတန်းထွန်းတို့ဟာလည်းဗမာလူမျိုးတွေသာဖြစ်ပါရှင့်ဒါပြင် NLD ပါတီကိုစတင်တည်ထောင်ခဲ့တဲ့သူတွေဖြစ်တဲ့ ဘိုမူးချုပ်အောင်ကြီးနဲ့ဘိုချုပ်ကြီးငယ်သူရဦးတင်ဦးခါဆိုရင်လည်းဗမာလူမျိုးတွေသာဖြစ်ပါရှင့်နိုင်ငံတော်သမ္မတဒေါက်တာမောင်မောင်ဘိုချုပ်မူးကြီးစောမောင်ဘိုချုပ်မူးကြီးတန်းရွှေနိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့မစိုးရိမ်တိုက်တဲ့နာယကဆရာတော်ဦးဝီရတူလင်းယုံမီချစ်ဦးညိုမောင်စွမ်းရည်အောင်သိန်းဆရာဆန်တခင်ပိုးလာကြီးဘိုချုပ်မူးကြီးမင်းအမိုင်နဲ့ဘိုဆန်ဖဲတို့ခါဆိုရင်လည်းဗမာလူမျိုးတွေသာဖြစ်ပါရှင့်ဒီတော့ကျွန်တော်ဗမာလူမျိုးတွေရဲ့စွမ်းအင်ကတော်တော် ြီးမားလို့ပြောလို့ရရှင့်အင်မတန်ထူးခြားလို့တဲ့လူမျိုးတွေသူရဲကောင်းတွေအများကြီးထွက်ပေါ်ခဲ့ပါရှင့်ကျမအနေနဲ့ဒါလေးတွေပြောပြရလဲဆိုတာကဗမာလူငယ်လေးတွေအနေနဲ့နားမနေတဲ့ကိစ္စလေးကိုလည်းနည်းနည်းပြောပြချင်ပါရှင့်လွန်ခဲ့တဲ့ရက်ပိုင်းနေရာဆိုရင်ကျွန်မတင်လေးတစ်ခုဖတ်ရပါတယ်ရှင့်အဲ့ဒီတင်လေးရဲ့ဖြစ်စဉ်လေးကိုကျွန်မနည်းလေးပြောပြပါမယ်။မဲထော်တလေးမှာဆိုရင်တက်မတော်က PDF အရှင်23ရောက်တတိဖမ်းမိတာရှိပါရှင့်။အဲ့ဒီ PDF 23ရောက်မှာဆိုရင်ယောက်ျားလေးက18ရောက်မိန်းကလေးက6ရောက်ဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီမိန်းကလေး6ယောက်မှဆိုရင်မိန်းကလေး4ယောက်ကကိုဝင်နေတယ်လို့သိရပါရဲ့ရှင့်သူတို့တွေဖမ်းမိရဲ့အချိန်မှာညစ်ပတ်နန်းစော်နေပြီးတော့သပင်တွေကလည်းမာကလောက်ကြီးဖြစ်နေတဲ့အထိကိုတော်တော် ရေလဲမချို့မိုးလဲမချို့ပေါ့နော်အဲ့လိုမျိုးပုံစံနဲ့ဖြစ်နေကြအောင်မြင်ရပါတယ်တဲ့ပြီးတော့သူတို့ကြည့်ရတာတုံတုံချစ်ချစ်ဖြစ်နေပြီးတော့မေးတာပေါ့နော်နင်တို့ဘာလို့အဲ့လိုမျိုးဖြစ်နေရလဲဆိုတော့သူတို့ထမင်းမဆားလေးရက်လောက်ရှိပြီတဲ့တွေ့ရတာတွေပဲစားတော့ပြီးနေထိုင်နေရတာပေါ့နော်အားကြောင့်သူတို့အရန်ပိုက်စားပါတယ်သူတို့ထမင်းကျွေးပါဆိုပြီးစစ်သားတွေပြောပါတယ်တဲ့ဒီကမှာစစ်သားတွေကထမင်းကျွေးပါတယ်ထမင်းကျွေးပြီးရဲ့အခါမှာသူတို့ရဲ့ဘဝတွေကိုစုံစမ်းစစ်ဆေးလိုက်တဲ့အခါကျတော့သူတို့တွေကတဲ့ဒီသူတို့ရဲ့ရက်ရွာထဲမှာနေထိုင်နေတဲ့အချိန်မှာပေါ့နော်ဒီ2021ကိစ္စဖြစ်ပြီးတဲ့အချိန်မှာ NLD အဖွဲ့ဝင်လောက်ခဲ့မှုလေရဲကြီးအဖွဲ့ဝင်တွေကသူတို့မင်းတို့တောခို့ကြပါဆိုပြီးတော့စီယုံခဲ့ပါတယ်တဲ့ပြီးတော့တော်လန်ရေးကိုထောက်ခံတဲ့သူတွေကသူတို့စီယုံပြီးတော့တောတဲ့အောင်တောခို့ဖို့အတွက်ကိုစေလွတ်တယ်ပေါ့နော်ဒီခါမှာသူတို့ကလည်းအချိန်မှာစစ်သွေးကြွပါရှင်ငါတို့ဒီမိုကရေစီတိုက်ပွဲဝင်မှာပါညာဆိုပြီးတောတဲ့ရောက်သွားကြတာတောတဲ့ရောက်တဲ့အခါလဲကြတဲ့ကြောင့်တောတဲ့မှာရှိတဲ့ PDF တွေနဲ့သူတို့ကလက်ထပ်ကြတယ်တဲ့ဘာကြောင့်လက်ထပ်တာလဲဆိုရင်သူတို့ဒီတောတဲ့မှာရှိတဲ့စခန်းထဲမှာအမျိုးသမီးတွေကလူလွတ်ဖြစ်နေရဲဆိုရင်အဲ့ဒီအဲဒီမှာရှိရပေါ့နော် KNU အဖွဲ့ဝင်တွေနဲ့ PDF အဖွဲ့ဝင်တွေရဲ့အပျော်မရလောက်ရတယ်တဲ့ဒါကြောင့်သူတို့ကယောက်ျားတယောက်ကိုအတီးယူလိုက်ရတာပေါ့နော်အိမ်အောင်ရှင်ဖြစ်သွားတယ်ဆိုအပျော်မရမဖြစ်တော့ဘူးဗောရှင်အဲ့လိုပုံစံမျိုးတွေနဲ့တို့နေထိုင်နေရတာဖြစ်တယ်လို့သိရပါတယ်ရှင့်ပြီးတော့တောထဲမှာဆိုရင်လည်းမိန်းကလေးတွေပဲအပျော်မရဖြစ်တာမဟုတ်ပါဘူးရဲ့တကယ်တော့အဲ့လိုနုနုဖက်ဖက်ယောက်ျားလေးရောက်လာတယ်ဆိုရင်လည်းလိမ်မန်းဆိုင်ရာဆော်ကားနှောက်ရက်ခံရတဲ့အခြေအနေမျိုးတွေကြုံရတယ်လို့သိရပါတယ်ရှင့် ပြီးရခါမှာတို့တွေကဒီမျိုးတော်ရောက်တဲ့ခါကျတော့ခါကျရင်မြို့ရဲဘက်ကိုဈေးဝယ်ထွက်ရတာရှိရပေါ့နော်အဲ့လိုဈေးဝယ်ထွက်ရတဲ့ခါကျလို့ရှင်အိမ်တွေကိုဖုံးဆက်ခွင့်ရတယ်အဲ့လိုမူဘီကောပါညာပြောရတယ်ပေါ့အချင်းချင်းတို့ကအိမ်ကိုလိမ်နာတယ်သမားတို့ဒီမှာအားလုံးအစဉ်ပြေပါတယ်ဆိုပြီးတော့ပြောရတယ်တဲ့။ဘာကြောင့်လဲဆိုရင်တို့အဲ့ဒီကနေထွက်ပြေးလို့လည်းမရအောင်။အားကြောင့်အဲ့လိုမျိုးဖြစ်တာလဲဆိုရင်တို့ဟာဒီတော့တဲ့ကိုရောက်တာနဲ့တို့ရဲ့နမယ်အရင်းနေနေရလိမ့်စာတွေပြီးတော့တချို့ဆိုမှတ်ပုံတရားစာအပ်ထားတာရှိတယ်။တချို့ဆိုရင်မိသားစုရဲ့နေရလိမ့်စာတွေအားလုံးမှာပေးထားရတဲ့အတွက် သူတို့ထွက်ပြေးမယ်ဆိုတော့မှသူတို့မိသားစုကအသက်အန္တရာယ်စိတ်မချအောင်ဒါကြောင့်သူတို့ဟာဆိုရင်ကြောက်လန့်ပြီးတော့အဲ့ဒီစခန်းမှာဘလို့ပဲဖြစ်ဖြစ်ဘဝအဆုံးခံပြီးနေထိုင်နေရတာဖြစ်တယ်လို့သိရပါရှင့်ဒီလိုနဲ့ကျမတို့စစ်သားကြီးတွေကလည်းလေအသေးလူရတာကြံတာတဲ့ရနုနုလေးရဲ့ တော့သူတို့ကတနာတာဗောနောတနာတော့စိတ်ကုပေးတယ်သူတို့ခရုစိုက်ပေးရဗောရှင်မနက်မနက်ဆိုစေးလာတိုက်တယ်တဲ့စိတ်တိုက်လို့ရှင်သူကနွားနို့နဲ့တိုက်တာတဲ့နွားနို့အားရှိအောင်ဗောနောနွားနို့လေးပါတိုက်တယ်တိုက်တဲ့ခါကျတော့ဒီတမနက်ကဆိုရင်တဲ့ဒီစေးအစ်စ်ဘူကြီးဗောနောဘူကြီးကနေပြီးတော့စေးလာတိုက်တာတဲ့စေးလာတိုက်တော့အဲ့ဒီအမျိုးသမီးလေးကဆိုရင်ကတဲ့ဘောကဆင်းပြီးတော့ဘူကြီးကိုလောက်ချီပြီးတော့ထိုင်ကြော့တယ်လို့သိရပါတယ်ရှင်သူတို့ရှင်ထဲမှာမြစ်တာတရားကိုခံစားမိပါတယ်ရှင်ပြီးတော့သူတို့နောင်ထရရင်လည်းရရတယ်ဗောနော စကားပြောတဲ့ဇင်လည်းအဲ့လိုပဲတဲ့လက်အုပ်လေးချီချီပြီးတော့ပြောတယ်တဲ့စကားအောင်လေးအဲ့တော့ဘိုးကြီးကပြောတာပေါ့နော်အဲ့လိုမလုပ်ပါနဲ့ရပါတယ်တက်တော့တက်တာပဲနေပါလက်အုပ်ချီပြီးပြောစရာမလိုပါဘူးဆိုပြီးတော့ပြောရတဲ့အထီးပါရှင့်သူတို့အဲ့လိုကဲတင်တဲ့အတွက်အရန်ကျေးဇူးတင်တဲ့ပုံစံမျိုးပေါ့နော်သူဖြစ်ရမျိုးတွေကမြေပြင်မှာတကယ်ဖြစ်နေတဲ့ဇလန်းပေါင်းမြောက်များစွာတဲ့အခုပါပဲရှင်ဒီထက်ဆိုတဲ့ဇလန်းတွေအများရှိပါတယ်ဒီလိုဖြစ်စဉ်တွေဘယ်ရောက်ဆလဲဆိုရင်တော့2021နောက်ပိုင်းကနေစတင်ခဲ့တာပေါ့ရှင် ကလေးတွေကဒီမိုကရေစီလိုချင်တယ်ဆိုပြီးတော့ပေါ့နော်တိုက်ပွဲဝင်ဖို့အတွက်ကိုစစ်သွေးကြွတဲ့အချိန်မှာတိုင်းသားလက်နက်ကင်တွေကခေါ်တုံးချတယ်တိုင်းသားလက်နက်ကင်ဆိုတာရှင်းတည့်ရတဲ့အမြင်မြမတက်မလို့တိုက်ခိုက်လာခဲ့တာနှစ်ပေါင်း80ကျော်သွားပါပြီသူတို့အနိုင်ရရှိခဲ့တာမှမရှိရအရှင်မရှိရတော့ဖြစ်လေအခွင့်အရေးကိုတုံးချပြီးမမလူငယ်တွေခေါ်တဲ့တုံးနေတော်ရရောက်တဲ့အချိန်ကျတော့သူတို့နမဲအရင်နေပေါ့နော်မပေးရဘူးဟုတ်လေမမလူမျိုးတွေကအကျင့်တစ်ခုရှိရသေးလားသာသမီလေးမွေးလာတယ်ဆိုအရန်တန်မိုးထားတာတန်မိုးထားပြီးလို့ရှင်နမဲပေးမယ်ဆိုတော့မှမိဘဖြစ်စလက်ခံမပေးဘူး ဘေးဒင်းတွေရေဒီယာတွေတေချာဖုံးကြီးတွေပေါ့နော်အဲ့လိုမျိုးဘေးဒင်းဆရာတွေနဲ့မေးမြန်းပြီးတော့မှအကောင်းဆုံးဖြစ်မယ်ဆိုတဲ့ကိုယ့်ရဲ့သားသမီးကံတရားဟောအစအကောင်းဆုံးပံ့ပိုးပေးနိုင်တဲ့နမဲလှလှလေးပေးကြတာရှင့်တိလအဲ့နမဲတွေကတော်ရောက်တဲ့အချိန်နဲ့ကြာလဲကြောရဲဘော်ငတေးလို့ရဲဘော်ချက်ကြီးလို့ဖြစ်ကုန်ရောအဲ့တော့မထော်မနှမ်းနမဲတွေပေးခံရအောင်အဲသူတို့တွေအဲ့ဒီရှေ့တန်းမှာတိတ်ဆုံးသွားပြီဆိုရင်တော့အဲ့ဒီနမဲနဲ့ပဲသူတို့အုတ်ကူသွင်းလိုက်တာအုတ်ကူသွင်းခံရတယ်ဆိုတာကတော့မတော်သေးတယ် တချို့ဆိုရင်လည်းအသက်သေသွားလို့ရှိရင်အာကျင်းကြီးတစ်ခုတည်းကိုထည့်လို့ရှိရင်ကောင်းအောင်မှာဒီအမဲချီချောင်းနဲ့ကန်ချပြီးတော့ပြုတ်လိုက်တာ online ပေါ်မှာရုပ်သံခံနေခါတက်လာဗမာလူငယ်လေးတွေဝတ်စားလေးပေးစောဖို့ပြီးအသက်ကြိလိုက်တော့မျက်နှာလေးငငယ်လေးဆဲကြောတက်နေလေသူများအလောင်းအောင်ချောင်းနဲ့ကန်ချလိုက်တယ်ပြီးတော့ကျင်းထဲမှာဒီအမဲထားခဲ့လိုက်တယ်ကြည့်ပါဦးရှင်အဲ့ဒီမြင်ကွင်းမျိုးအဲ့ဒီသူတို့ရဲ့မိဘမြင်ဘယ်လိုများနေမလဲရှင်မချို့မိဘတွေဆိုရင်ကိုတာသူများ PTL ဝင်သွားတယ်တေလာရှင်လားအခုချိန်လေးမသိရနေအများကြီးပဲစုံစမ်းမဲ့ဆိုလဲကိုတာသူနာမည်ကတစ်မျိုး မေးလိုက်တော့ရဲဘော်ချက်ကြီးတို့ရဲဘော်ငတေတို့ဆိုတော့ဘလိုလိုပြီးဆက်ဆက်မိမှာလဲရှင်။အဲ့လိုဇလန်းနေရတယ်ရှေ့ရပေါ့နော်။ဗမာလူငယ်တွေဟာတိုင်းသားလက်နက်ကင်နေနေရဲရောက်သွားရဲဆိုလဲလူလိုဆက်ဆက်မခံရအောင်တလားတိရစ္ဆာန်လိုပဲဆက်ဆက်ခံရတာ။ပြီးတဲ့တနက်ကအစားတကယ်ကိုမီးချိုးမောင်းပြတ်တနက်တဲ့စုပ်တွေပဲပေးတာ။ပြီးအရှိန်တန်းတွေတိုက်ခိုင်းတယ်။တေသွားပြီးလို့ရှင်အဲ့လိုပဲပြစ်ထုတ်လိုက်တယ်။လူမသိသူမသိပျောက်သွားတဲ့ဗမာလူငယ်တွေအများကြီးပဲ။ဒီတော့ဒီဖြစ်စဉ်တစ်ခုလုံးမှာဆုံးရှုံးနှစ်နာဆုံးသူကိုပြပါဆိုဗမာလူငယ်ကိုပြမယ်ရှင်။ ဒါဟာအင်မတန်ကိုခံလာပြီးတော့ဘောနော်သူရဲကောင်းပေါ့မြောင်များစွာပေါ်ထွန်းခဲ့တဲ့ဗမာလူမျိုးတွေအတွက်ကတော့စိတ်မကောင်းစရာပါပဲရှင့်ကျမတို့နိုင်ငံမှာတိုင်းသားပေါင်းစုံမီတင်းနေထိုင်နေအားလုံးကတိုင်းသားအခွင့်အရေးဆိုတာကိုသိကြတယ်တိုင်းသားတွေကိုချစ်ရမယ်တိုင်းသားတွေကိုငြင်းညာရမယ်နားလေဒါပေမဲ့ဗမာလူမျိုးဟာလည်းတိုင်းသားဖြစ်တယ်ဆိုတော့မိနေပြီးတော့ဗမာလူမျိုးကိုငြင်းညာဖို့ကြိုက်လဲမိနေကြတယ်ရှင့်ကျမခုပြောပြတဲ့ဖြစ်စဉ်လေးတွေကတကယ်ဖြစ်ရမှန်းလေးကိုပြောပြတာပါရှင့် သမိုင်းကြောင်းအင်မတန်ကောင်းခဲ့တဲ့ဗမာလူမျိုးတွေဟာအခုအချိန်ဆုံးရှုံးနေတာမျိုးတွေအများကြီးဖြစ်နေတာဆိုတော့မြင်ရတာစိတ်မကောင်းလို့ပြောပြတာပါအခြားတိုင်းသားတွေလည်းဒီလိုပါပဲရှင့်မြန်မာနိုင်ငံမှာတိုင်းသားပေါင်းစုံဟာဆိုရင် ဆုံရှုံနေတာမျိုးတွေဖြစ်ပေါ်နေရပါတယ်။အဲ့ဒါဘာကြောင့်လဲဆိုတော့အရင်စစ်တော့အမြင့်ပေါ်ဆိုသလို လက်နက်ကိုင်ပြည်ဖက်ခါချက်တာဖြစ်ပါရှင့်။နိုင်ငံတစ်ခုဟာနိုင်ငံတစ်ခုစစ်တပ်တစ်ခုပဲရှိရမယ်အစားနိုင်ငံတစ်ခုလက်နက်ကိုင်အဖွဲ့အစည်းပေါင်းမျောင်များစွာရှိနေတဲ့အတွက်အခုလိုပြဿနာတွေဖြစ်နေရဖြစ်ပါရှင့်။ ီပြဿနာကြီးကိုဖြေရှင်းနိုင်မယ်ဉာဏ်ကြီးရှင်နဲ့တကယ်ဖုံးကန့်ကြီးမာတဲ့သူတို့ကျွန်မတကယ်မျှော်လင့်မိတာအမှန်ပါပဲဒီလိုလူတွေရှိလာမယ်ဆိုတော့ကျွန်မတို့ဝန်းရံပြီးတော့နိုင်ငံတိုးတက်ဖို့အတွက်လုပ်ရမှာပေါ့နော်ကျွန်မတို့ရှေးခေတ်ကဆိုရင်ဗမာလူမျိုးတွေရဲ့အယူတစ်ခုရှိတယ်လို့ပေါ့မင်းလောင်းမျှော်ရဲဆိုတာရှိရလေအဲ့လိုပေါ့နော်အဲ့တော့ကျွန်မတို့လည်းမင်းလောင်းမျှော်ရမယ်လေတူပါရှင်ဒါပေမဲ့မင်းလောင်းဘလောက်မျှော်မျှော်ကျွန်မတို့ကိုယ်တိုင်ရှိနေတဲ့ကျွန်မတို့လူမျိုးပေါ်ချစ်တတ်တဲ့စိတ်တွေကျမတို့လူမျိုးနစ်နာနေရတော့မြင်တတ်တဲ့စိတ်တွေမပြုတ်ပြင်သေးရတော့ ဘယ်မဲလောင်းမဲပေါ့ပေါ့နိုင်ငံအောင်မကဲတင်နိုင်ပါအောင်ရှင့်အဲ့ဒါလည်းသိကြနေပါတယ်အကြကျွန်တော်တို့ကိုယ်တိုင်လည်းပြုပြင်ရမယ်တကယ်ရေချင်းရှိရဲ့မင်းလောင်းကိုလည်းမျှော်ကြမယ်ဆိုရင်တော့ကျွန်တော်တို့နစ်နာနေရသမျှလေးတွေကိုတစ်ချိန်မှာပြန်ပြီးတော့ပေါ့နော်ကုစားနိုင်မယ့်အခြေအနေတစ်ခုကိုရောက်ရှိနိုင်မယ်လို့ထင်ပါတယ်ရှင့်ဒါလေးကကျွန်မဗမာလူငယ်တွေစဉ်းစားတက်စေဖို့အတွက်တွေးတောနိုင်စေဖို့အတွက်ပေါ့နော်ကျွန်မအနေနဲ့သတင်းသုံးသပ်ချက်လေးရနေပြီးတော့ပြောပြပေးတာဖြစ်ပါတယ်ရှင့်